ဒီဇင်ဘာ3ရက်နေ့တရင်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံဒေတာပါဝင်မြောက်ရီတောင်ပိုင်းမှာတိုက်ပွဲတွေရက်စက်ပြင်းထန်နေပြီးမြန်မာတပ်မတော်နဲ့တော်လန်ရေးတပ်များတိုက်ပွဲပြင်းထန်နေပါတယ်။မင်းလက်ပံဒေတာမှာမြေပြင်လုံခြုံရေးအခြေအနေဟာလက်နက်ကင်တိုက်ပွဲတွေပုံမဆိုးရလာကြောင်းကရင်မျိုးသားစီယုံ KNU ကထုတ်ပြန်ခဲ့ပြီးမြန်မာတပ်မတော်နဲ့မဟာမိတ်တပ်ခွဲတွေဟာမင်းလက်ပံဧရိယာဘက်ကိုစစ်ကြောင်းနဲ့ကြောင်းနဲ့အပြင်းထန်ထိုးစစ်ဆင်လာနေရတည်ပြပါတယ်။မြောက်ရီဝော်လီလမ်းပိုင်းတစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ မြန်မာတက်မတော်ကအင်ဂျင်နီယာရွာကနေတဆင့်စစ်ကြောင်းထိုးလာတယ်လို့ထီမဲဝါခီနဲ့ရတိကူရွာဘက်ကနေလည်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မင်းလက်ပန်ဒေတာကခြံဝင်းဟာမြန်မာတက်မတော်နဲ့အတူတိုက်ပွဲဝင်နေတဲ့ DKBA တပ်ဖွဲ့ကအကာအကွယ်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီခြံဝင်းကို KNU ကနိုဝင်ဘာနောက်ဆုံးပတ်မှာတိုက်ခိုက်စီမင်းပြီးခြံဝင်းတွင်းကသူတွေကိုဘေးကင်းရခဲ့ထုတ်တာဝေလေလုပ်ငန်းတိုက်ခိုက်ရေးဆိုင်ရာလုပ်ငန်းတွေနိုင်ငံတကာကိုဖိတ်ခေါ်ဆောင်ရွက်တာလှုပ်ဆောင်နေတာပါ။မင်းလက်ပန်ဒေတာကိုမြန်မာစစ်တပ်ဘက်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းထန်ထိုးစစ်ဆင်လာပြီးစကန်ချန်ဝင်းရဲ့နီးနားနေရာတွေကိုလက်နက်ကြီးပစ်ခတ်တာလေးကြောင်းတိုက်ခိုက်တာလှုပ်ဆောင်နေကြောင်းဖော်ပြပါတယ်။မြန်မာစစ်တပ်ကဒီရင်နေကြားဆောင်တဲ့ BGS တရင်ချိုးနဲ့ပူးပေါင်းပြီးထိုးစစ်ဆင်နေတယ်လို့မင်းလက်ပံဒေတာတိုက်ပွဲမှာ ပါဝင်နေတဲ့ဒေါ်လန်ရဲရဲဘော်တို့ကပြောပါတယ်။စစ်တပ်တော့ BGS နဲ့ပေါင်းချတာလို့ရဲဘော်ကပြောပါတယ်။ဒေတာခန့်တဲ့ဦးကလည်း KNA နဲ့ပူးပေါင်းတဲ့ကိုတိုက်တဲ့အထဲမှာ DKBA တပ်ဖွဲ့ဝင်ယူနီဖောင်းဝတ်ထားသူတွေပါပါတယ်လို့ပြောပါတယ်။ နိုဝင်ဘာ30ရက်ကရင်မြို့သားလူမျိုးရေးတက်မတော် KNA နဲ့မြမတက်မတော်တို့ကြားဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းမြမစစ်တပ်ပြစ်ခတ်တဲ့တရား20မမလက်နက်ကြီးကြီးသုံးလုံးကစကန်ချံဝဲတွင်းနဲ့ချံဝဲရဲကြလို့လူတွေကိုနေရပြန်ဖို့ရွှေ့ပြောင်းနေတဲ့တောင်ရင်မြေတန်တောင်ပင်ပေါ်နေရာကိုကြားရောက်ခဲ့လို့သိထားရပါတယ်။ဒါပေမဲ့အဆောက်အုံနဲ့လူထိခိုက်မှုမရှိခဲ့ဟုလည်းသိရပါတယ်။မွေလင်းချံဝင်းကပြန်လို့ကြောင်းဖြေကြားသူတွေရဲ့အရေးကိစ္စကိုဘလို့ကင်တွေမယ်ဆိုတာကိုတော့မသိရသေးဘူးလို့လည်းတရင်ရင်မြစ်ကပြောပါတယ်။ ခြံဝင်းတွေကထွက်ခွာဖို့ဆန္ဒရှိကြောင်းဖြေကြားသူတွေကိုတော့မြေပြင်အဖွဲ့ကနိုဝင်ဘာ30ရက်နေ့မှာပဲဝေလင်ခြံဝင်းပြင်ပသို့ဘေးကင်းစွာရွှေ့ပြောင်းပေးခဲ့ပြီးတောင်ရင်မြကန်းနံဘေးသို့ပို့ဆောင်ပေးထားကြောင်းအတည်ပြုပါတယ်။ဒါကြောင့်နောက်ဆုံးစည်းရင်ရမွေလင်ခြံဝင်းကထွက်ခွာလိုခြင်းမရှိသူ440နှစ်ဦးကျန်နေသေးကြောင်း KNU ကတည်ပြုထားပြီးအဲ့ဒီသူတွေပြင်စည်းရင်မပေးသူတွေကျန်နိုင်တယ်လို့ယူဆကြောင်းလည်းထုတ်ပြန်ထားပါတယ်။မင်းလက်ပန်ဒေတာရဲ့လုံခြုံရေးခြေအနေတွေဟာကိုဆိုးလာလို့ခြံဝင်းမှာကျန်နေသူတွေဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ဖို့အလွန်ပင်ခဲရင်းလာမယ်လို့လည်း KNU ကတည်ပြထားပါတယ်။ဒီဇင်ဘာ3ရက်နေ့တရင်ကတော့စစ်ကိုင်းတိုင်းဗန်းမောင်မြို့ကိုမြန်မာတပ်မတော်ကစစ်ကြောင်းထိုးလာလို့တိုက်ပွဲများဖြစ်ပွားနေပြီးလေးရက်ဆက်လျင်ဖြင့်ဝုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များမိလောင်နေကြောင်းဒေတာတွင်တရင်ရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့မှစပြီးဗန်းမောင်မြို့နီးသို့ရောက်ရှိလာတော့မြန်မာစစ်တပ်နှင့်ရှမ်းပြည်ပူးပေါင်းစစ်ကြောင်းကတော်လန်ရေးတပ်ခွဲများထိတွေ့တိုက်ပွဲဖြစ်ပြီးဒေရင်ဖြင့် လေးရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။မမောင်မျိုးပေါ်ရှိနေအင်ကချို့မိလောင်ပြက်စီမှုရှိကမျိုးပေါ်ရက်ွက်လေးပုနဲ့ဗမောင်မျိုးအနောက်ပချမ်းရှိနာဂရရွာစစ်တော်ရွာလည်းနေကြီးရွာပေကုန်းရွာပါဝင်ရိုးရှိပဲရှိမြေတေးချောင်းရွာနဲ့ကျွဲကောပုန်းရွာတို့မှထောင်နှစ်ချီတော်ပြည်သူများဘေးလွရာခက်ပြေးတဲ့ရှောင်းနေရာကြောင်းသိရှိရပါတယ်။မြို့နီးတော့နေတိုင်းတိုက်ပွဲဖြစ်နေတဲ့လေရင်နဲ့လေးရက်ဆက်တိုက်ရှိသည့်ဝဲနေတာမြို့ကိုဝင်ဖို့ကတကွင်းကိုကြော်လာရဲမှဝင်လို့ရမယ်။မြို့ကလေကွင်းပြင်ကြီးမှာရှိတာလေမြို့ပပက်လေက ကဒူးတိုင်းရင်းသားတွေရောအုံဆောင်နေကြရတာလို့ဒေတာတွင်သတင်းလေးကပြောပါတယ်။အဆိုပါဗမောက်မြို့ကိုပြီးခဲ့သည့်စက်တင်ဘာလ20ရက်နေ့က NUG အစိုးရလက်အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့များကတင်ပိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ကိုပြန်လည်တင်ပိုက်နိုင်ရန်မြန်မာတပ်မတော်နဲ့ SNA ပူးပေါင်းတပ်များကမြို့နောက်ဘက်ခြမ်းမှ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနိုဝင်ဘာလ18ရက်နေ့ကဗမောက်မြို့နောက်ဘက်တမန်ခန့်ပွာရှိ နေဆက်ဒေတာနဲ့ တိုင်းရင်းသားလူမျိုးများပုံပြိုးရေးတင်နန်းချောင်းကုန်းကိုတင်ပိုက်ခဲ့ပြီးနောက်စစ်တပ်ကလမ်းမောက်မြို့ကိုဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိထားရပါတယ်